ရေရှာထွက်တဲ့ကြီးငှက်ငယ်ပူပြင်းလွန်းတဲ့နေ့တနေ့စိတ်ငြိမ်တဲ့ဒေါရင်တနေရာမှာပင်ပန်းနွမ်းနေနေတဲ့ကြီးငှက်ငယ်တကောင်ဟာကောင်းခင်ရံမှာဟိုဒီပြန်တန်းရင်းနဲ့တခုသောအရာကို ဖွေရှာနေခဲ့ပါတယ်ရှင်ရှင်ဘာမလဲရေးစားလိုက်တာ ကောင်းခင်မှာနေမင်းကြီးကချစ်ချစ်တောက်ပူလောင်နေပါတယ်။သူ့လေချောင်းကခြောက်ကက်လာပါပြီ။သူလက်ကျန်ခွန်အားလေးနဲ့တောင်ပန်ရရခတ်ရင်းဟူနာဒီနာမျောလင့်ဖွေရှားနေပါတယ်။သူတိတမရရေကန်တိုင်းကလည်းရေခမ်းကုန်ကြပြီ အာရေလေးတစ်ဆက်နှစ်ဆက်လောက်တောက်ရရင်ကိုတော့ပါပြီအဲ့ဒီအချိန်မှာတစုံတူကသူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တယ်လို့ပါပဲညီပြင်းမှာရေပလင်းတစ်လုံးကိုသူလမ်းမြင်လိုက်ပါတယ်သူရေပလင်းအနာထိုးဆင်းသွားပြီးတော့အနီးကပ်ကြည့်လိုက်ပါတယ် အလုံးတော်ပါသေးရဲ့ရေရှိတယ်။ဝမ်းသာလိုက်တာ။ဒါပေမဲ့ရေကအလွန်နေနေပါတယ်။သူ့နှုတ်သီးနဲ့မိမနေခဲ့ပါဘူး။သူထက်ခါထက်ခါကြိုးစားကြည့်ပါလေ။ပလင်းကိုတွန်းကြည့်တယ်။သူ့လေပင်ကိုရှေ့ဆန့်ကြည့်တယ်။သူ့ခြေတစ်ဖက်ကိုရေထဲထိုးကြည့်တယ်။ ဘလို့ပဲစူးစမ်းကြည့်ပေမဲ့မမိဘူးဖြစ်နေပါတယ်။သူစိတ်ပြတ်ဝမ်းနေလာပါပြီ။ဟင်းရှင်မတော့ရရင်တော့ငါဆက်ပြန်နိုင်တော့မှာမဟုတ်ဘူး။ဒီနေ့ကငါ့အတွက်နောက်ဆုံးနေ့များလား။ပလင်းကိုခြီးွားပြီးတော့ပြစ်ချလိုက်ကောင်းမလား။ဟင်းဒီလိုဆိုလဲ ရေကနည်းနည်းလေးဖိတ်လိုက်တာနဲ့ဒီပကြအပ်မြေမှုပေါ်မှာချက်ချင်းအငွေ့ပြန်သွားမှာသူအမျိုးမျိုးတွေစဉ်းစားပြီးတဲ့နောက်မှာတော့ရေပလင်းနာမှာကြောက်ခဲတစ်လုံးကိုတွေ့လိုက်ပါတယ်အင်းကြောက်ခဲလိပါလားဟိုမှလည်းတစ်လုံးဟောဟိုမှရောပဲ ငါနှုတ်သီးကရေစီကိုမရောက်နိုင်ရင်ရေကိုငါနှုတ်သီးစီရအောင်လုပ်မယ်။သူကြောက်ခဲတလုံးကိုကောက်ပြီးတော့ပလင်းနဲ့ပစ်ချလိုက်ပါတယ်။ပြီးတော့နောက်တလုံးနောက်ထပ်တလုံး တဖြည်းဖြည်းနဲ့ရေမျက်နှာပြင်က မြင့်တက်လာပါလေ။နောက်ဆုံးမှာတော့ရေတွေပလင်းနှခမ်းဝါစီရောက်ရှိလာခဲ့ပါပြီ။သူဝမ်းသာအားရအဝတောင်းလိုက်ပါတယ်။ငါလုံနိုင်ခဲ့ပြီ။ငါအသက်ရှင်ပြီ။ဝမ်းသာလိုက်တာ။ ကြီးငယ်ဟာခိတ္တခဏအနာယူပြီးနောက်မှာတော့အာအင်အပြည့်နဲ့ပြန်ထွက်သွားခဲ့ပါလေ။ကျန်းတန်းနဲ့လောကကြီးမှာရှင်တန်ဖို့ရာခွန်အားတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ညံအားကိုပါတုံးချတတ်ဖို့လိုပါ သမတ်ရိုးကြပုံစံခွက်တဲကနေခွဲထွက်ပြီးဖောက်ထွက်စဉ်စားတက်ဖို့လိုအပ်ပါလေ။ဖန်တီးနိုင်စွမ်းကောင်းသူတွေဟာရှိတဲ့အရင်အမြင်နဲ့ပဲဖြစ်ချင်တာကို ဖြစ်အောင်လုပ်ယူနိုင်စွမ်းရှိကြပါလေ။ဒီပုံမြင်ကကျွန်ုပ်တို့ကိုအသိပေးတာကတော့မလျှော်တမ်းစူးစမ်းမယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ပြဿနာတွေကိုပါဖြေရှင်းနိုင်တယ်ဆိုတာပါလို့လျင်ကြံစားနီးလန်းရပါလိမ့်မယ်